ညရတဲ့မိသားတွေကဆင်တန်းမရှိဘူးလို့ဝေဖန်ပြောဆိုလိုက်တဲ့နေပြဂွာရီယိုလာနေပြဝေလာကဖီးဘရန်ရဲ့မိခင်ဖြစ်သူကိုတမ်းမြိုင်အော်ဟဲမှုတွေပြုလုပ်ခဲ့ကြတဲ့မန်ချက်စတာယူနိုက်တက်ပိုင်သားတွေဟာအဆင်မရှိကြသူတွေဖြစ်ကြောင်းဝေဖန်ပြောဆိုလိုက်ပါတယ်။ယမနီတော့ကဂိုးမရှိသေးကြတဲ့မန်ချက်စတာဒါဘီပွဲစဉ်ပြီးမှနေပြဝေလာကအခုလိုပြဿနာမှာညရတဲ့ရဲ့ပြဿနာမဟုတ်ပဲဒီဖြစ်မှာပါဝင်ကြတဲ့လူတအူးချင်းစီတိုင်းရဲ့ပြဿနာသာဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ ယမနိကမန်ချက်စတာဒါဘီပွဲစဉ်ရဲ့ပထမပိုင်းမှာယူရိုက်တက်ပိသက်တွေကအင်္ဂလန်လယ်ဝိစင်ဇာမာဖီဟူရန်ကိုပြစ်မှတ်ထားခဲ့ကြတာလည်းပဲဖြစ်ပါလိမ့်။နေပြဝဲလာကအဆင်မရှိတာပါ။ကျွန်တော်ပြောနေတာကမန်ချက်စတာနဲ့တဲ့အသင်းကိုပြောတာမဟုတ်ပါဘူး။မန်ချက်စတာယူနိုက်တက်ပိသက်တွေပါ။ခင်ဗျားတို့သိလား။ကျွန်တော်တို့ဖော်ထုတ်ခံရရင်ဘောလုံးကပိုင်းမျက်နှာစာထက်ကလူတွေပါ။နေပြတွေပိုင်ရှင်တွေထို့သဖြင့်ဘောလုံးဇာမာတွေပါ။အယိုးသားဆုံးပြောရင်ဖီဟူရန်ရဲ့အမေနဲ့ပြည့်ရတဲ့ပတ်သက်ပြီးပါဝင်ကြတဲ့လူတွေရဲ့စိတ်ကိုကျွန်တော်နားမလည်အောင်ဖြစ်ရပါလိမ့်။ တမာရီအစင်တန်းလုံးဝကိုမရှိကြတာပါသူတို့အချက်ရအသင့်ပါတယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါတယ်မန်ချက်စတာနာဗီဘက်စင်မှာဂိုးမရှိသေးကြပြီးတော့မန်စတီးကအစင်ကနေရာမှာယက်တီနေပြီးမိုင်ရတဲ့အသင်ကအစင်73နေရာမှာယက်တီနေတာလည်းပဲဖြစ်ပါတယ်ယမနီကိုထွက်ဖို့မှာမန်ချက်စတာဒါဘီဘွဲစဉ်ပြီးဘောလုံးဝေဖန်သုံးသပ်သူတွေပြည့်စောင်းနေကြတဲ့ယူရိုက်တက်ဇာမဟွန်နေဖြစ်တဲ့ရိုင်ကင်းနဲ့ဂရိုင်းနာဖီတို့ကတော့ မန်ချက်စတာဒါဘီကိုချစ်ကြီးဒါဘီပွဲစဉ်ဖြစ်တယ်လို့ဝေဖန်ပြတင်ခဲ့တဲ့အပြင်နှစ်သင်းစုံပျော်ရွှင်ခဲ့တဲ့ရလဒ်တွေဖြစ်တယ်လို့လည်းလောင်ပြောင်ပြောဆိုခဲ့ကြသေးတာလည်းပဲဖြစ်ပါလိမ့်အော်တိုဘုံမှာရှင်မြိုင်ဈာသွားတဲ့ဒီဘွဲမှာအင်ဂျင်ရောင်းတဲ့အသင်းကကိုကန်သွင်းခွင့်73ကြိမ်၊ကိုဘောက်တဲအခွင့်အရေး2ကြိမ်သာရရှိခဲ့တာဖြစ်ပြီးအဲ့ဒီမှာစီရအသင်းကကိုဘောက်ကန်သွင်းခွင့်9ကြိမ်၊ကိုဘောက်တဲမှုအခွင့်အရေး9ကြိမ်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒါကြောင့် Ryan ကနေ Carina Firo ကဝေဖန်ပြောဆိုခဲ့ကြတာဖြစ်ပြီး Manchester Derby ပွဲစဉ်မှာလည်းဂိုးမရှိသေးရလဲထွက်ပေါ်ခြင်းဟာ2020နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်အမှတ်တမ်းဝင်ကြတာလည်းပဲဖြစ်ပါလိမ့်။ဒီလိုချစ်ချင်ပွဲလို့ဇာဝေးတဲ့အတွက်ဂုံပြောလိမ့်မယ်လို့ထင်နေပြီ။ဂိုးမရှိသေးရလဲကိုနှစ်သင်းဆုံးကပြောရှင်နေကြတာကိုလည်းတွေးမြင်နေရပါလိမ့်။အကောင်းဆုံး Man City နဲ့ရွာတဲ့အသင်းတွေဆိုတော့ဒီလိုအဆုံးသတ်ရတာကိုအယံကိုစိတ်ပြတ်မိကြပါပြီ။အခု တနင်္ဂနွေနေ့လယ်မှာတွေ့ရတာကတော့သူတို့ညစာအတူသွားစားတော့မလို့ပါပဲလို့ဂရနဖီကဝေဖန်ပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။နဗီရဲ့ပြောကြောင်းကို ရိုင်ကင်းကလည်းထောက်ခံပြောဆိုခဲ့ပြီးသူတို့ကအင်တာဗျူးမှာတေးရလကအရင်မဆိုးပါဘူးလို့ပြောကြမှာပါ။တေးတပွဲကပဲကိုမှခရီးရောက်စီမှာတော့မဟုတ်ပါဘူး။ဒါမလုံလောက်ပါဘူးလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့နေပြအောင်မော်ရင်ကတော့ ကရီနာဗီကအရာလုံးကိုဝေဖန်နေတာကြောင့်လည်းနားလေပါလေပြီးတော့ကျွန်တော်တို့ကလက်ရှိအခိုက်အတန့်မှာအသင်းရဲ့သမိုင်းချောက်အဆိုးရွားဆုံးရာသီဖြစ်အောင်ဖန်တီးနေမိတာကိုလည်းနားလေပါလေမန်စတီးယားအထိပ်မှာဆီလောက်တွေအားလုံးကိုရယူခဲ့ပြီးဒီရာသီမှာရုန်းကန်နေရပါလေဒါကြောင့်ကျွန်တော်အနေနဲ့ပရိသတ်တွေအတွက်အကောင်းဆုံးပွဲဖြစ်အောင်လုံမပေးနိုင်ခဲ့ပါဘူးပြီးတော့ကျွန်တော်ကအကောင်းဆုံးအရာတွေအတွက်တိုင်ပွဲဝင်နေရတဲ့အချိန်ခါလေးမဟုတ်ပါဘူးဒါကတိတ်ကိုချနာပါလေဂိုင်းနာဖီရိုင်ဂိန်းတို့ကမတူညီတဲ့အခြေအနေမှာဒီလိုပွဲကိုဇာခဲရတာပါ ။ဘာကြောင့်လဲဆိုတော့သူတို့ကဆိုလောက်တွေအတွက်တိုက်ပွဲဝင်ခဲ့ရလို့ပါပဲ။ဒါကမတူညီတဲ့အခြေအနေဖြစ်ပါတယ်လို့နေပြအောင်မော်ရင်ကဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ဂိုင်းနာဗီယာရွမ်းနေအောင်သိနေတဲ့အာမိုရီရဲ့3-3ဇာခွက်အတွဲအစားမအသိ9ရောက်အထိထောက်ခိုယူပေးရန်လိုအပ်တယ်လို့လည်းသုံးသပ်ပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ မာယူရနေတဲ့အနေပြအာမိုရီကို2024ရွေလာမှာခန့်ခဲတာဖြစ်ပြီးသူ့လိုရှိတဲ့ဈာမတွေကို2025ဆောင်းသည်ဈေးကွက်မှသာခေါ်ယူပေးနိုင်ခဲ့ပြီးအာဆင်နယ်မှလူငယ်ဈာမလေးဟီဗန်နဲ့လက်ရှိမှဒေါ်ဂူတို့သာခေါ်ယူခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒါကြောင့်ဂိနာဗီကလာမယ့်နေရာဒီမှာကစားမအစ်ငါးလောက်ကိုထပ်မံခေါ်ယူပေးဖို့လိုအပ်ပြီးလက်ရှိစားမအနေနဲ့လုံလောက်မှုမရှိဘူးလို့ဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒါဝင်ဂရီနဖီကလက်ရှိအသေးပါတဲ့စစ်မှုတွေထဲအီလန်ကာ၊မာဂရက်ရက်ရှ်ဘိုးနဲ့ဝဲဘတ်တို့ဟာပုံမကောင်းမွန်တယ်လို့လည်းဖွင့်အားပြောဆိုသွားခဲ့သေးတာလည်းပဲဖြစ်ပါလေ။ဆက်လက်ပြီးနေပြအောင်မိုရင်ကကျောက်တို့တိုးတက်ဖို့လိုအပ်နေတဲ့အပိုင်းတွေအများကြီးရှိပါလေ။နေရာတိုင်းမှာပါဘေးရက်တွေ၊ transition တွေနဲ့ final third zone တွေမှာဆုံးဖြတ်ချက်ချမှတ်ပုံတွေလည်းအားလုံးတိုးတက်ဖို့လိုအပ်ပါလိမ့်မယ်။အစားမနဲ့တိုးတက်နိုင်ပါလေ။တို့ရောအခြားအသင်းတွေမှာခုခုကိုပြသနိုင်ကြလို့ဒီကိုရောက်ရှိလာခဲ့တာပါပဲ။တို့မှာရည်သွေးတွေရှိပါလေ။ ကျော်တို့အောင်ထွန်စင်ခြင်းရဲ့ဇာတ်လေအသင်ဖြစ်နေတော့မှာပဲကိုရရနိုင်တဲ့အခွင့်အရေးတွေပို့ရဖို့နောက်ဆုံးဇုံမှာအထိမ်မူပေးဖို့လိုအပ်ပါလိမ့်မယ်ကျွန်တော်ဟာရေဝါလွန်းသူတရားမဟုတ်တို့အယူလည်းမဟုတ်ပါဘူးကျော်တို့ရောက်နေတဲ့အချိန်ကိုမြင်နိုင်ပါလိမ့်ပြန်မလို့ကိုကြည့်ပြီးကွာချက်ဒီမှာကြောင့်ကျွန်တော်နားလည်ပါလိမ့်ဒါပေမဲ့ခေါင်းဆောင်တရားအနေနဲ့ဒီကွာချက်ကိုတင်းမြောင်းလာဖို့အထိမ်အများကြီးရမယ်လို့ကျွန်တော်မပြောနိုင်ပါဘူးဇာမတဲ့တွေထောက်ခေါ်ယူပေးတဲ့ဆွေတော်ပိုကောင်းလို့ဖို့အလှည့်အမြန်လှုပ်ဆောင်ရပါလိမ့်မယ်ဒီလိုအသိမြင်မှကျွန်တော်တို့မှာချိန်သိမ့်မရှိပါဘူး ျွန်တို့အလင်းလိုနေပါတယ်လို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းဖြစ်ပါလိမ့်။မိုင်ရိုနဲ့သင်ကလာမယ့်ကြာသပတေးနေ့မှာ UEFA League Quarter Final ပထမကြော့ပွဲစဉ်ဖြစ်လိုင်ယွန်အသင်းနဲ့အင်ကွေးမှာရှင်မြန်ရောက်မှာဖြစ်ပြီးအဲ့ဒီပွဲမှာအောင်မြင်မှုရရှိခဲ့မယ်ဆိုတော့နောက်ရသည်ချန်ပီယံလိဝင်ခွင့်ရရှိမှာလည်းဖြစ်ပါလိမ့်။ယမနီကမန်ချက်စတာဒါဘီပွဲစဉ်မှာတော့ကေဗင်ဒီဘန်နောက်ကိုတုတ်ထက်ပိုကောင်းတဲ့နိုင်ရသားဇာမတယောက်ထဲသာရှိတယ်လို့ကာရီကာကလည်းချီတူပြောဆိုခဲ့သေးတာလည်းဖြစ်ပါတယ်။ ပရီးမီယံလိဂ်တစ်ပိုင်းချောင်းမှာမန်စတီးကွင်းနဲ့ဇာမာကယ်ဗင်ဒီဘိုင်နာထဲပိုကောင်းနဲ့ကစားမတယောက်ထဲသာရှိတယ်လို့အင်္ဂလန်နောက်ခံလူဟောင်းကာရီကာကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါရည်။ဒီဘက်အခုရာသီကောင်မှာမန်စတီးကနေထွက်ခွာသွားတော့မှဖြစ်ပြီးကာရီကာကခြေချူပြောဆိုခဲ့တာလည်းပဲဖြစ်ပါရည်။ဒီကရလေးနဲ့ငါးနဲ့တာကာလာတွင်းမှာကေဗင်ဒီဘိုင်နာကပရီးမီယာလိရဲ့အကောင်းဆုံးဇာမတယောက်ဖြစ်ပြီးသူ့ထက်ပိုကောင်းတဲ့နိုင်ငံသားဇာမတယောက်ထဲသာရှိကြောင်းကာရီကာကဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါရည်။သူကတော့ တရားရီ honorary ပဲဖြစ်ပါတယ်ဒီဘက်ကပရိမြလေးမှာမြင်တွေ့ဖို့သည်မြနိုင်ငံသားဈာမတွေထဲမှာအကောင်ဆုံးဈာမတရားဖြစ်ကြောင်းပရီးမီးယားလိသမန်တချောင်းအကောင်ဆုံးအသင်းအဆင်းမှာကေဗင်ဒီဘိုင်းနာကိုထည့်သွင်းရွေးချယ်ရမှာဖြစ်ကြောင်းလဲကာရီယာကအထူးပြောဆိုခဲ့သေးတာလည်းဖြစ်ပါလိမ့်မယ်။ဘရူနိုဖာနန်ဒက်စ်ကလည်းကေဗင်ဒီဘိုင်းနာလိုကမ္ဘာအဆင့်ဈာမတစ်ယောက်နဲ့ရှင်ပြိုင်ခဲ့ရတဲ့အပေါ်ပြောရွှေ့မိကြောင်းလဲဖွင့်ရပြောဆိုခဲ့သေးတာလည်းဖြစ်ပါလိမ့်မယ်။ ကဗင်ဒီပိုင်းတော့အခုနှစ်ရာသီကောင်မှာစတီကနေထွက်ခွာသွားတော့မယ်ပေါ့ဘရူနိုဖရန်နက်စ်ကနှုတ်ဆက်စကားဆိုရင်းနဲ့ချီတူပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ကဗင်ဒီပိုင်းတော့ဟာမန်စတီနဲ့ပရီးမီးယားလိဂ်ကိုပိုကောင်းစေတဲ့အစားမတစ်ယောက်ဖြစ်ပြီးမိုင်ယူနိုက်တက်အသင်းဆူဘလာလေးနဲ့ဝေးကွာခဲ့ရတာဟာကဗင်ဒီပိုင်းသားကြောင့်သာဖြစ်တယ်လို့လည်းဘရူနိုဖရန်နက်စ်ကချီတူပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်ဒီပိုင်းကဘာအစားမတစ်ယောက်ဖြစ်ပြီးဒီပိုင်းကိုနီးကပ်စွာစောင့်ကြည့်ခဲ့ရတာနဲ့အရှင်ပြိုင်ခဲ့ရတဲ့အပေါ်ဝမ်းမြောက်ပျော်ရွှင်မိကြောင်း ကေဗင်ဒီဘန်နာဟာမန်စီးရဲ့အသင်းအတွက်သာမဟုတ်ဘဲပရီးမီးယားလိဂ်ရဲ့သမိုင်းမှာကျန်ရည်မဲ့ဇာမတယောက်ဖြစ်ကြောင်းဘရူနိုဖာနန်ဒက်စ်ကထီတူပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့ကေဗင်ဒီဘန်နာတယောက်ဘယ်ကိုသွားမလဲဘယ်ကိုရောက်နိုင်မလဲ။ကေဗင်ဒီဘန်နာတယောက်ရောက်ရှိနိုင်ချေအခြေဆုံးအပြည့်ဆော်ရီလေးတွေကအလေးပေးခြင်းခံနေရတာလည်းပဲဖြစ်ပါလိမ့်။ဒီဘက်မှာစီးရဲ့အသင်းနဲ့လက်ခွဲပြီးတော့ဆော်ရီလေးကိုရောက်ရှိနိုင်ချေအခြေဆုံးဖြစ်ထင်ကြေးပေးခံနေရတာလည်းပဲဖြစ်ပါလိမ့်။ ကမ္ဘာနီမြောင်းကိုခေါ်ယူဖို့ဥရောပကကလပ်အသင်း၃သင်းအပါအဝင်ကလပ်အသင်း၉သင်းကစိတ်ဝင်စားနေကြောင်းသတင်းတွေထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့်။အဲ့ဒီအထက်မှာမှ sorry league က ANS နဲ့ LED ဟက်လမ်းမရာသီမှာ sorry league ကိုတန်တက်ခွင့်ရရှိဖို့နှိစက်နေတဲ့နေယွန်အသင်းလည်းပါဝင်နေတာလည်းပဲဖြစ်ပါလိမ့်။ sorry club တွေဟာပြည်ရဲ့ရာသီမှာကလေးကကမ္ဘာဒီဘန်လောက်ကိုခေါ်ယူဖို့စတင်ချိုးပန်းငဲကြတာဖြစ်ပြီးအခုခါပတော့လမ်းခွဲမဲလို့အတီးပြုလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်လမ်းမရာသီမှာပို့ပြီးတော့ချိုးပန်းလာတော့မှလည်းပဲဖြစ်ပါလိမ့်။ ဒါကြောင့် sorry league ကလပ်အသင်းအသင်းကိုရောက်ရှိနိုင်ရှိအတွက်၄၄၅၄ဖြစ်သတ်မှတ်ခြင်းခံရပြီး major league အသင်းအသင်းကို ရောက်ရှိနိုင်ဖို့၁၁၄၄နဲ့ bayern munich အသင်းကိုရောက်ရှိနိုင်ဖို့၉၄၁၄ galata စေးကိုရောက်ရှိနိုင်ဖို့၂၄၁၄ဖီလာမာဂျီအသင်းကိုရောက်ရှိနိုင်ဖို့25လ1ဖြစ်တမတ်ခံထားရလည်းပဲဖြစ်ပါလိမ့်။ထို့တူပဲစီးရီးယားဝိုင်းကွင်းနဲ့ဇာမားဘာလန်တို့ဆေးပါကလည်းလာမယ့်နေရာဒီမှာအသင်းနဲ့လမ်းခွဲရမယ့်ဇာမားဆင်းနဲ့မှာပါဝင်နေတယ်လို့တော့သိရှိရပါလိမ့်။ မန်စီသင်ကအခုရာသီမှာမထိမှတ်ပဲရုန်းကန်ရပြီးနောက်လာမယ့်နေရာသီမှာသင်ကိုတည်တည်မှမှပြုတ်ပြင်းပြောင်းလဲသွားဖို့စီစဉ်နေတာဖြစ်ပြီးငွေရင်းစားမအများစုအသင်းနဲ့လမ်းခွဲဖို့ရှိကြောင်းသိရှိရတာဖြစ်ပါလိမ့်အခုနောက်ဆုံးထွက်ပေါ်နေတဲ့သတင်းတွေရာကေဗင်ဒီဘိုင်းနာပြီးတော့ဂန်ဒိုဂန်ထွက်ခွာခွင့်ပေးတော်မှာဖြစ်တဲ့လို့ဂျက်ဂရီလစ်ဂျွန်စတောအပါဝင်နောက်ထပ်ဘာနန်ဒိုဆေးပါကလည်းအသင်းနဲ့လမ်းခွဲပွဲရှိကြောင်းသိရှိရပါလိမ့် ဒါပြင်မှာစီးရီးသင်းနေတဲ့အသင်းရဝိုင်းရင်ကွင်းလန်ဇာမာဘာလန်ဒိုဆေးပါလာမယ့်နေရာဒီမှာအသင်းနဲ့ရှာဖွေဖို့အတိပေးထားတယ်လို့တော့မန်စီးရီးအသင်းနဲ့နှိစက်သူတဦးကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါရည်ဘာလန်ဒိုဆေးပါနောက်ဆက်ကွန်ကွင်းကမိုနာကိုအသင်းကနေမန်စီးရီးအသင်းကိုပေါင်း43.5သန်းနဲ့ပြောင်းရွှေ့ခဲ့တာလည်းပဲဖြစ်ပါရည်တူအမန်စီးရီးအသင်းတွေရှိရသည့်အတွင်းပြိုင်ပွဲစုံ396ပွဲမှာ6ပေါင်း90အသွင်းယူပေးထားပြီးချန်ပီယံလိပရီးမီယာလိ6ကြိမ်အပါအဝင်ဆူပလာပေါင်း14လုံးအထိရယူပေးထားသူလည်းပဲဖြစ်ပါရည် ျေးဇူးတင်ပါတယ်ပရိသတ်များလုံးဘေးပြန်ဝေးကွာပြီးကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေခင်ဗျာ